ရန်သူဟာတွေးပြနေပါပြီစိတ်သက်တည်းလဲကြာစိတ်စစ်လဲမတိုက်ချင်တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကတော့အခုမှအခုမှစပြီးတော့ဖွဲ့လိုက်တကယ်ဆိုစိတ်သက်တည်းကတက်ကြွနေနေဒေဒေအတုပြအညာဒေတာမှာကျွန်တော်တို့ကတပ်ပေါင်းစုကြီးနဲ့မင်းမီတွေတိတ်မှာချက်ကောင်ကြီးကိုပံမိုးပေးနေတယ်ကွန်ပလီတွေကလည်းရှိသေးတယ်အဲ့ဒီဝန်ပလီတွေကကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကိုပလင်မောကနေဆွဲချတာလာချုံမှမြင်ရတော့နေရာ နှက်လို့မှာအဲ့ဒါတွေကိုကျွန်တော်ပြောတာအန္တရာယ်ရှိလေမကွေးစကိုင်းမန္တလေးကိုပိတ်လို့ကျွန်တော်အားထုတ်တယ်အားထုတ်တဲ့အခါမှာပေးရဝင်စင်ညာလို့မကောင်းလို့ခြင်းညာတာအေးပါဝင်အေးပါဝင်စစ်နိုင်ထားတဲ့တိုင်းရင်သားဤကိုပြကူမကူမပုံစံတော့ကျွန်တော်အတိအကျမပြောချင်ဘူးပြောလည်းမပြောနိုင်ရှော့တွင်းတယ်အဲ့တော့အဲ့ဒါကြီးသူမလုံးနိုင်အောင်ကျွန်တော်ဘာလုပ်ရမှာလဲနေပြည်တော်ကို ရွေးကောက်ပွဲတိုင်ငယ်မှာချင်းချောင်းနိုင်တဲ့အနေအထားရောက်အောင်ကျွန်တော်စီရီးရတိုက်ခိုက်ရအဲ့တိုက်ပွဲမှာပါမလားမပါဘူးမပါဘူးဆိုရင်ခင်ဗျားနေဦးဒေါ်လာရဲ့အတွက်ကဲထောက်ခံတယ်ဆိုတော့လီပဲဖြစ်မှာစစ်မတိုက်ချင်စစ်မတိုက်ချင်တော့ဘူးတို့အဲအဲ့တော့ဒီဘက်ကလည်းပဲတကယ်စိတ်တက်နေတိုင်းရင်းသားတွေနိုင်ထားတာကိုကြည့်ပြီးတော့ငါတို့ကတခါမှမနိုင်သေးဘူးနိုင်အောင်တိုက်မယ်ဆိုတော့အန်ဂျီလေးအန်ဂျီလေးပဲရှက်တိုင်ပေါ့ဗျာနိုင်အောင်တိုက်ပေါ့နော်ရှက်တိုင်ပေါ့နော်အဲ့ဒါအန်ဂျီတမိုင်းပဲ အတိုက်လို့အဲ့ပေါ်ကြီးရှုံသွားရင် energy ဆိုတာလည်းပဲမြောင်းနေရအောင်ဟောဆို2026 2026အဲ့တော့မလွဲမသွေနိုင်မှာနိုင်ရင်မြန်မာပြည်အဟွန်တကက်ခါလေကြီးကိုဖျက်ပြီးတော့နိုင်လိုက်ပြီဖြစ်တဲ့တုံးစစ်ကကျွန်တော်တို့ကတဝက်နိုင်ခိုးဘက်ကအဲ့မှာလဲတိုက်ပွဲကြီးကကျွန်တော်တို့ထင်သလောက်ဟလာဂျန်သူကခုခံမယ်ဘုံလီကျက်တာအဲ့လောက်ကြီးကြားနေစရာအကြောင်းမရှိဘူးသူတို့လက်နဲ့ချမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲမတိုင်ခင်မှာပဲနေပြည်တော်ကိုဝန်ဆောင်မြန်မာနိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစု NRA မှစီစဉ်ထားကြောင်းထုတ်ဖော်ပြောဆိုလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော်တို့ NRA ကတော့မူတော်အဖြစ်စီးရင်နဲ့ပတ်သက်တဲ့လွှဲချက်တွေကလွှဲလို့ရှင်တန်တဲ့နိုင်ငံရေးလှုပ်ရှားမှုဘာနာရေးစီစဉ်အဲဘာနာရေးရှင်းတာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အစဉ်တိုင်းအစဉ်တိုင်းမှာလူလူကိုချပြသွားရွယ်ချက်ရှိပါတယ်အဲ့ဒါကြောင့်အခုဆိုလို့ရှင်ကျွန်တော်တို့ ဖွဲ့စည်းကြောင်းကျင်ညာပြီးတော့တလာခွဲလောက်ကြာတဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်နေလဲဘာတွေဖြစ်နေလဲအဲအောင်မြင်မှုကဘာလဲအကြတရားဘာလဲဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူသိအောင်ကျွန်တော်တို့ဟိုပြောသွားကြမှာလေအဲဒီမှာရရင်လဲရတယ်အောင်မြင်လဲအောင်မြင်တယ်မအောင်မြင်လဲဘာကြောင့်မအောင်မြင်ဘူးဆိုတာတွေပြည်သူတွေကိုပုံမှန်လည်းအစဉ်ခံသွားဖို့ပါနောက်တစ်ချိန်ထဲမှာဘာနာရေးရလွဲသုံးစားမှုတွေမဖြစ်အောင်ဒါရဲ့အချက်မှာပတ်စံဘလောက်ကျွန်တော်တို့စူးစိနေနေအဲ့ဒီကနေပြီးတော့ဘယ်ဘယ်ဘလို့ခွက်ပြေးနေဆိုတော့အကြမ်းမြန်းကျွန်တော်တို့ လာကျုပ်လာကျုပ်လာကျုပ်ဒါမှမဟုတ်ရှင်စီမံချက်တစ်ခုချင်းအတွင်းမှာသုံးဆွဲတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူကိုအတိပေးသွားဖို့အတွက်အစီအွေခေါ်ပြီးတော့ပြောမယ်ဆိုမယ်ဆိုပြီးတော့ကျွန်တော်တို့စူးစမ်းကြတာအဲ့တော့အဲ့တော့စူးစမ်းမှုမှာအာဘယ်သူတွေပါဝင်ကြလဲဆိုတော့အန်ဒါရီကအလုံးမှုဆောင်ကော်မတီနိုင်ကဟိုအလုံးမှုဆောင်ကော်မတီ23ဟောသူတို့ပါဝင်ကြပါတယ်အဲ့ဒီမှာကော်မရှင်သုံးခုလည်းပါတာပေါ့ရနိုင်ငံရေးကော်မရှင်စီကော်မရှင်နဲ့အဲ့ဒီဘာနိုင်ကော်မရှင်သုံးခုပါတာပေါ့အဲ့ဒီသုံးခုအပြင်အပြင်ကကျွန်တော်တို့နဲ့ဆက်သွယ်ဆွေးနွေးထားတယ်နော် အမှု၅ရောက်ပါတယ်တခြားမဟာမိတ်ဖွဲ့တွေနဲ့ကျွန်တော်တို့ NRD ကိုစစ်ဝင်စားတဲ့လူ NRD ဘာဘာတွေလုပ်ပြီးတော့ဘာတွေဖြစ်နေလဲဆိုတဲ့အနေအထားကြီးသိကျင်တဲ့လူတွေကလည်း20အစိတ်လောက်ပါတယ်အလုံးပေါင်း50လောက်တော့ပါတာပေါ့ခင်ဒါမှမဟုတ်အဲ့ဒီမှာကျွန်တော်တို့မှရှုပ်ထွေးမှုမရှိအောင်အစည်းအဝေးမှာကြိုးပြီးတော့ကိုကျွန်တော်တို့ကပြောထားတာမေခွန်းနေမိပါဒီစီးရေးဆိုင်ရာအာလို့ချက်ကလွယ်လို့ရှင်ဂျန်နက်ကိစ္စတွေအလုံးကျွန်တော်တို့မဖြေနိုင်တာမရှိဖြေသွားမယ်ဆိုတော့အကြောင်းကိုတို့တော့ကျွန်တော်တို့အဲ့ဒီမှာလူတယောက်ကိုမိခွန်းတစ်ချိန်နဲ့မိခွန်းမရှိဘူးတစ်ချိန်ကို9မိနစ် အဲ့ဒီလိုမိသားတွေကိုကျွန်တော်တို့သင်ပြောတဲ့အခေါင်းဆောင်တွေကနေပြောအရှင်းပြပြီးတော့ကျွန်တော်လက်ရှိကိုစတင်တာပေါ့လေဟုတ်ကဲ့ဆရာအဲ့တော့ဆရာတို့ခုစုဖွဲ့တာတလခွဲကြပြီဆိုတော့ဒီစုဖွဲ့မှုမှာအခုအင်အားဘယ်လောက်လောက်ရှိလာပြီလဲဘာတွေစာဝတ်နေလဲဆိုတာရောဘာများပြောပြလို့ရမလဲဗျာအခုကကျွန်တော်တို့ ਨੇ ဆက်သွယ်လာတဲ့အဖွဲ့အစည်းကနော်၆ဖွဲ့ရှိတယ်ဗျ၆ဖွဲ့ကိုစုစည်းကြည့်လိုက်တဲ့အခါကျတော့အင်အား900လောက်ရှိအဲ့တော့အင်အား900လောက်မှာလေအဲ့900လောက်မှာလေးနေတယ် ဆက်သွယ်လှောက်ရှားခြင်းအဲကျန်တဲ့တစ်ခွဲကတော့စောင့်ကြည့်ဦးမယ်လို့သူတို့ကပြောတာကျွန်တော်တို့ ਨੇ ပူပေါင်းပြီးတော့ကျွန်တော်တို့တစ်ခွဲဖြစ်ရည်တည်သွားမယ်ဆိုတဲ့အဖွဲ့၄ခွဲကဘာဖြစ်လဲဆိုတော့အင်အား900လောက်ရှိတယ်အဲလိုဆက်သွယ်ဆွေးနွေးပြောဆိုဖို့စီစဉ်ထားတဲ့အဖွဲ့က10ဖွဲ့15ဖွဲ့လောက်ရှိတယ်တကယ်တမ်းကျွန်တော်တို့ချိန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘန္နာရေးအနေထားကအခုကဘိုးကော်မတီဝန်နေနဲ့တော့လုံမှုဆောင်တွေစတဲ့ပြီးတော့မတည်ထားတဲ့ရမုံငွေက3500လောက်ပဲရှိတယ်အဲတော့3500လောက်ပဲရှိတဲ့အခါကျတော့အခုကတိုက်ပွဲအသေးတောင်မှ3000လောက်ပုံတဲ့အခြေအနေဖြစ်တယ် ဲ့တော့ရိုးရိုးပြောရလို့ရှိရင်လောလောဆယ်ကျွန်တော်တိုက်ပွဲရဲမှာပေါ်နိုင်သေးတဲ့အချိန်ဒီပေါ့ဗျာဘန္နာကြီးဘက်ကပြောတာကလည်းအရင်ဆုံးကျွန်တော်တို့ဘက်ကသဏ္ဍာန်ထွက်ဖို့လိုတယ်တဲ့သဏ္ဍာန်ထွက်ပြီလို့ရှိရင်တော့လိုက်လာကြမှာပါတဲ့အဲ့လိုပြောကြတယ်ဘန္နာကြီးကအဲ့တော့ကျွန်တော်တို့ကလည်းသဏ္ဍာန်ထွက်ဖို့လည်းတစ်ဖက်ကစဉ်းစားရတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့တိုက်ပွဲကြီးတွေမတိုက်နိုင်ပါဘူးဟိုကတိုက်ပွဲငယ်တွေတိုက်ဖို့တောင်းမှနည်းနည်းအကန့်အသတ်နဲ့လုပ်မယ်စီးရဆရာတို့အဓိကသွားမှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကြားမှာနိုင်ငံရေးကစောင့်ရမဲ့အပိုင်းတွေကိုဗာမြပြောလို့ရမယ်စီးရတိုက်ပွဲနဲ့ကျွန်တော်တို့ကအကောင့်ထဲဖုန်းနဲ့ ရုပ်ဝအကြောင်းချက်လည်းမပြည့်စုံနေတဲ့အခြေအနေနေဟောင်းပါကျွန်တော်တို့ကနိုင်ငံရေးတိုက်ပွဲကိုစီးရင်းနဲ့ပေါင်းပြီးတော့အုံချက်ပုံကိုကျွန်တော်စဉ်စဉ်လာဆုံးဖြတ်ကြပါမယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲစတင်ဖြတ်သိမ်းရေးနောက်ပြီးတော့စစ်သားစုဆောင်မှုစတင်ဖြတ်သိမ်းရေးဆိုတဲ့ကိစ္စတွေနိုင်ငံရေးနည်းရနော်ဝေဖန်ရှုံချတာအပြင်စီးရင်းနည်းရပါကျွန်တော်တို့လှုပ်ရှားအောင်ထဲပေါ်ဖို့ကျွန်တော်တို့စီစဉ်ထားတာဖြစ်ပါတယ်ဒါကကျွန်တော်တို့အခြေအနေကကျွန်တော်တို့စနိုင်တဲ့နေရာတိုက်ပွဲကြီးတွေစခန်းသိမ်းတွေကျွန်တော်တို့မလုပ်နိုင်သေးပါဘူးဒါပေမဲ့အဲ့ဒီကိုသွားမှာပါ အဲ့တော့ဒီ NRA စစုဖွဲ့မှုမှာဆရာတို့၃ယောက်ကိုတွေ့ရတယ်ဆရာတို့စီရေးတာဝန်ခံတွေနဲ့စပြီးတော့ရှင်းပြတယ်ပေါ့နော်အဲအခုတလာခွဲရှိတဲ့အခါမှာအခုဒီစုဖွဲ့မှုမှာဘောကော်မတီ CC စသဖြင့်အဲ့လိုစုဖွဲ့မှုကပေါ်ပြီလားဘယ်သူတွေကတာဝန်ယူဦးဆောင်ပါလဲဆိုတော့အဲ့ဒါတွေလည်းဟိုထုတ်ပြောလို့ရနိုင်မှာဗျာမပြောကျင်သေးဘူးကဲမပြောကျင်သေးဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ခုနကလို့ကျွန်တော်တို့က၆ဖွဲ့လာတာတောင်မှကျွန်တော်တို့က၄ဖွဲ့ပဲလက်ခံတယ်လူငယ်က900လောက်ရှိတယ်အဲသူတို့ကကျွန်တော်တို့ဘောလုံးဝမိခိုးပြီးတော့ NRA တပ်ဖွဲ့အနေနဲ့လုပ်ပါမယ်ဆိုတာတော့ကျွန်တော်တို့မှပတ်စံရှိဘူး အနည်းဆုံးတို့ကို uniform တက်ဆင်ရမယ်ဗျလက်နဲ့ဝယ်ပေးရမယ်အဲ့ဒီလုပ်ငန်းတွေအတွက်ဘန်နာယူကွန်ဖရင့်ကနေပြီးတော့အတော့ကိုတက်တက်ကြွကြွလောက်ကင်နေကြပါတယ်နောက်ဘန်နာယူကွန်ဖရင့်မှာလည်းကျွန်တော်တို့မှဟိုအခက်ခဲတွေကအရင်တုန်းကအဖွဲ့အစည်းတွေရဲ့လုပ်ပုံကိုင်ပုံတွေပုံမှာလူလူကမကျင်တတ်တဲ့အပေါ်မှာအခုကျွန်တော်တို့ကိုလည်းယုံကြည်ရမရှိသေးဘူးဗျဘုံမလင်းလင်းပြောရအဲ့ဒါကြောင့်ကျွန်တော်တို့ကတိုက်ပွဲပေါ်နိုင်အောင်လှုပ်ရှားမှုပေါ်နိုင်အောင်ကျွန်တော်တို့စစပြီးတော့မှကျွန်တော်တို့ကိုယုံကြည်မှုရလာတဲ့အချိန်မှာအဲ့ဒါတွေဖြစ်လာပြီအဲ့တော့ဆလိုနာကကျွန်တော်တို့တက်အင်အားဟာနော်900ဆိုပေမဲ့လောက်လောက်လာလာကျွန်တော်တို့က 900လုံးဝတ်စုံ900ကျွန်တော်တို့မပေးနိုင်သေးဘူးเนาะအဲ့တော့အခုကအဲ့လိုရှိတယ်တို့တော်များလဲဆိုတော့တရားရှိကုသူများမယ်ဆိုတဲ့အနေအထားကိုကျွန်တော်ပြောခဲ့အဲ့တော့ကျွန်တော်တို့လက်တွေ့လုပ်ငန်းတွေလုပ်မယ်လူလူလုံးကြီးမှုရအောင်တည်ဆောက်မယ်အဲ့ဒီဘောကရလာတဲ့အခွင့်အလမ်းတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တော်လိုင်းရဲကိုအလုပ်ကြီးပြုနေအောင်ကျွန်တော်တို့ကတော့အုပ်တည်ပြီးတော့ကြီးရွယ်ပြီးတော့ချိတက်တော့မယ်သဘောဖြစ်ပါဟုတ်ပြီဆရာအဲ့တော့အခုဆရာတို့ကအဓိကတိုက်ပွဲဖွင့်ဖို့ဆိုတော့ခရမ်းလက်နဲ့လိုတယ်အဲ့အတွက်အဓိကငွေကြေးပန်းတာငွေပေါ့နော်ဒါကဆရာတို့မှာအနေချင်းတာရှိတယ် ဆိုတော့ဆရာတို့စစုဖွဲ့တော့ကဒါရေတို့ပေါ့နော်အချိန်တို့တွင်းမှာပဲစစ်နိုင်တတ်ဖို့ပြီးဥတည်လာတာအဲ့တော့ဘန်ဒါကြီးကအရေးကြီးတဲ့ကဏ္ဍဖြစ်နေတော့ဒီဘန်ဒါငွေမရပဲနဲ့ရေရှင်မှာအခုတိုက်ပွဲတွေပေါ်ဖို့ဘယ်လိုစဉ်းစားလဲဒီဘန်ဒါငွေကအခုလိုဟိုအများပြည်သူစီကပေါ့နော်ပြည်သူလူထုစီကထဲ့ဝင်မှုနဲ့ပဲရှိမလားဒါမှမဟုတ်တခြားဘယ်လိုနီးလမ်းရှိနိုင်လဲဒီဘန်ဒါငွေမရှိဘဲနဲ့တော့ဆရာပြောပုံရဆိုတော့မဖြစ်နိုင်ဘူးဒီအခြေအနေကြီးကဆိုအဲ့ပေါ်ကတေချာဘယ်လိုစဉ်းစားထားလဲဗျတေချာဘယ်လိုစဉ်းစားထားလဲဆိုတော့ကျွန်တော်ကတော့ရေဘွားမူဝါဒသဘောနဲ့ခင်ဗျားကိုပြောလိုက်တာပဲ။တရားရှင်အကူအညီများတယ်။အခုကိုတိုင်ရင်ဆိုင်ရင်ကျွန်တော်တို့ကိုပုံအပ်ပေးနေ လက်နဲ့ပြည့်စုံကြည့်တယ်ကျွန်တော်တို့ရဲ့မူဝါဒနဲ့သဘောထားတွေမှန်ကန်လို့ရှိရင်အခုကအခုရှိနေတာဆိုကျွန်တော်တို့က900လောက်ရှိတယ်အခုအခုလာအပ်တဲ့အခွင့်အရေးဆိုရင်1500ကျွန်တော်တို့ရှိတယ်တော်တော်များများကျွန်တော်တို့ဘာသာရေးဆရာကြမလို့သူတို့အချပြီးလားနော်အဲ့တော့ဆရာကကျွန်တော်တရားရှိရင်ကုသူများတယ်နော်တရားမှန်ကန်လို့ရှိရင်ထောက်ခံလာလိမ့်မယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်မှုကိုအခုတလာခွဲအတွင်းမှာကျွန်တော်မြင်တွေ့ရတာအဲ့ဒါကြီးဖြစ်တယ်လို့ကျွန်တော်ခင်ဗျားကိုပြောပြနေတာကျွန်တော်တို့မှန်ကန်တဲ့မူဝါဒတွေ policy တွေနဲ့တရားမှန်ကန်တဲ့လမ်းကြောင်းတိုင်လျှောက်လို့ရှိရင် ကျွန်တော်တို့ဟာလူလူဒီမပြုခံရလိမ့်မယ်လူလူယုံကြည်လိမ့်မယ်လူလူကအားပေးလာလိမ့်မယ်လို့မျှော်လင့်နေကျွန်တော်တို့ရှေ့ဆက်ပြီးတော့လုပ်တော်ဖို့သဘောထားရှိပါတယ်ဟုတ်ပြီဆရာအဲ့တော့ဆရာတို့ကဒီຫນွေဥတော်လိုင်းရဲ့နောက်ပြန်လမ်းမှာဆိုလို့တားလျှောမှာဆိုလို့ဘုလို့စုဖွဲ့လို့ဆရာတို့ရဲ့ညီမချက်ထဲမှာပါပါတယ်ဆိုတော့အခုတလကွဲကျော်ရှိလာပြီဟိုအခြေအနေကိုဆရာတို့ခြုံငုံမိပြီပေါ့နော်ဟိုပုံစံဆရာတို့ရဲ့စုဖွဲ့မှုဆိုတော့တော်လိုင်းရဲ့နောက်ပြန်လမ်းမဲ့ဟာတွေကိုဆရာတို့အနေနဲ့ဟိုနလန်ထောင်းလုံးနေမဲ့အနေအထားမျိုးရှိတယ်လို့ယုံကြည်လာအခုချိန်မှာတော်လိုင်းရဲ့တားလျှောမဲ့အနေရရှိတယ်လို့ကျွန်တော်ပြောတာကို အခုကမီဒီယာချုပ်မှာတချို့တော့နိုင်ငံရေးရာမပေါ်တော့ပေါ်ကုန်ရအားဆောင်နေပြီလို့ကျွန်တော်ပြောနေတာမျိုးဒီပဲဖွင့်ဘောဘူးအနေရှိတယ်လို့ပြောတာကျွန်တော်တို့ဒီကိစ္စကိုလေးလေးနက်နက်မဟာတိုင်းလေးလေးနက်နက်ကျွန်တော်တို့တုံ့ပြန်ဆန့်ကျင်မှုမပြုတ်လို့ရှင်ဒါချောသွားလိမ့်မယ်လို့ကျွန်တော်သတိပေးနေတာဖြစ်တယ်ငွေဥတော်လန်ရေးကိုကမ္ဘာနိုင်ငံများကမျက်နှာသာပေးမှုမရှိတဲ့အပေါ်အာမငယ်ဘူး UNG ဝင်ကြီးချုပ်တိုက်တွန်း ပြည်သူ့ຫນွေဦးတော်လိုင်းရဲ့အပေါ်ကဘာအခြေအနေရရက်ကမျက်နှာတာပေးမှုအများကြီးမရှိတဲ့အပေါ်စိတ်ပြတ်အားငယ်နေစရာမလိုပဲကိုခုံကိုအားနဲ့တော်လိုင်းရဲ့ကိုအဆုံးသတ်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်စက်တင်ဘာ25ရက်ကကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသနာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာဝန်ကြီးချုပ်ရဲ့ပြောကြားချက်ကို NUG သတင်းပြန်ကြားရေးဌာနကယနေ့ဖော်ပြခဲ့တာပါ NUG ယာယီသမရဒူဝါလာရှိလာကလည်းလက်ရှိခုခံတော်လှန်စစ်ဟာအခက်ခဲအတားအဆီးတွေကြုံနေရပေမဲ့မလျှော့သောဆွဲနဲ့တော်လှန်ရေးပန်းတိုင်ကိုဆက်လက်ဆုပ်ကိုင်ပြီးအတူဝိုင်းဝန်းချီတက်ကြဖို့စက်တင်ဘာ9ရက်ကကြာရောက်ခဲ့တဲ့ပြည်သူခုခံတော်လှန်စစ်ကြီးညာခြင်း၄နှစ်ပြည့်နေ့မှာပြောကြားထားပါတယ်။ ဒေတာတွင်နိုင်ငံတွေအနေနဲ့လည်းစစ်အာဏာရှင်တွေရဲ့မျက်နှာကိုမကြည့်ဘဲမြန်မာပြည်သူတရက်လုံးရဲ့မျက်နှာကိုငဲ့ဖို့လေးနက်စွာတောင်းဆိုချင်ပါတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ Federal Democracy ဖြစ်ထွန်းပေါ်ပေါက်ဖို့ဝိုင်းဝန်းကူညီပေးပါလို့တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုတရက်လုံးလိုလားတောင်းတနေတဲ့ Federal Democracy နိုင်ငံတည်တည်ဆောက်ရေးဟာပြည်သူလူထုတရက်လုံးအပါအဝင်ဒေသရင်းနိုင်ငံတွေရဲ့ကူညီအားပေးမှုကိုရရှိမှသာပုံမှန်မြန်ဆန်စွာအောင်မြင်နိုင်မှာဖြစ်ပါတယ်လို့ယာယီသမရကပြောကြားထားတာပါမနေ့ကကျင်းပခဲ့တဲ့ဂျာကာလာဒေသနာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းက အယူဂျီကာကွယ်ရေးဝန်ကြီးဌာနအမှတ်တဲစစ်ဒေတာကုကဲမှုနဲ့ဖောင်ဆောင်ခဲ့တဲ့စကိုင်းတိုင်းကတ္တာခရိုင်ဗမောက်မြို့သိန်းအောင်ပွဲအတွက်လည်းဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားနော်အဲ့တော့ဆိုတော့အဲ့ဒါကိုပြန်လုံနိုင်မယ့်အနေအထားရှိလားမရှိလားဆိုတော့ကျွန်တော်တယောက်တည်းရဲ့ကံကြမ္မာမဟုတ်ဘူးအန်အာရီရဲ့ကံကြမ္မာလည်းမဟုတ်ဘူးဘယ်လိုတော်လေးတရားလုပ်ရဲ့ကံကြမ္မာဖြစ်တယ်အဲ့တော့ဝိုင်းစင်ကြတယ်ဘယ်လိုလဲဟင်အဲ့ဒီအချိန်ကြီးရောက်လာမရောက်ဘူးတူအဲတချို့ကတော့အခု NUG ကပြုပြင်ပြောင်းလဲလုပ်မယ်နောက်ပြီးတော့သူ့ဖော်တဲ့တိုက်ပွဲလေးတွေတချို့ရှိလား တော့မှာကွန်ပျူတာကျွန်တော်လည်းကွန်ပျူတာနော်ဒါပေမဲ့အဲ့လောက်နဲ့တော့မရဘူးစစ်တပ်ကအဲ့လောက်နဲ့တော့မရဘူးခင်ဗျားတို့ဘမောတိုက်နေတာကျွန်တော်ကိုလာရှိတောက်ပြူနဲ့စစ်တေကိုတောက်ပြရလဲတနေ့နေပါရှိအဲ့ဒီထဲမှာစစ်ကောင်စီကိုပန်မှုပေးနေတယ်ကွန်ပလီတွေကလည်းရှိသေးတယ်အဲ့ဒီဝန်ပလီတွေကကျွန်တော်တို့တော်လိုင်းရင်အားစုတွေကိုပလင်မောကနေဆွဲချတာလောက်ချက်မှာမရတော့မရနတ်လို့ဦးမှာအဲ့ဒါလေးကိုကျွန်တော်ပြောတာအန္တရာယ်ရှိတယ်ဆိုတော့တယ်အဲ့တော့အဲ့ဒါကြီးဒုမလုံးနိုင်အောင်ကျွန်တော်ဘာလုပ်ရမှာလဲနေပြည်တော်ကိုရွေးကောက်ပွဲမတိုင်ခင်မှာချင်းချောင်းနိုင်တဲ့အနေထားရောက်အောင်ကျွန်တော် စီးရတက်ခဲ့ရအဲ့တိုက်ပွဲမှာပါမလားမပါဘူးမပါဘူးဆိုရင်ခင်ဗျားနေဦးဒေါ်လာရဲ့အတွက်ကြက်ကောက်ခံနေဆိုတော့လေပဲဖြစ်မှာအကျွန်တော်တို့ကအဲဒီနှစ်လအတွင်းမှာအဲ့ဒီကိစ္စတွေပါတယ်လို့တက်တော့တော့ကိုယ့်အကူဆုံးဖြတ်ချက်ချအောင်အဲ့တော့ကျွန်တော်တို့အခုအားလုံးရှိပြီလားအခုတိုင်ရင်လေးရင်နဲ့ကုညီဟိုစီမံချက်ဒီမှာပူပေါင်းမယ်တိုင်ရင်ဆိုင်ရင်ရှိတယ်15ရင်းလောက်ရှိတယ်တဲ့လို့လည်းမတိုက်နိုင်ဘူးညတိုက်လို့ရှုံးမှာသိချင်းတို့တော်ညာလေကျွန်တော်တို့ကမင်းကြီးတရားသူလားစိတ်တက်ပါဘာပဲဖြစ်ဖြစ်နိုင်တိုက်ဖို့ကြားတော့ အဲ့တော့ဆရာတို့အခုစုဖွဲ့မှုတလကွဲကျော်အကြံပါဆရာတို့ NRI နဲ့ပတ်သက်ပြီးတော့အတော်အတန်ဝေဖန်တာတွေလည်းကျွန်တော်ကြားပါတယ်ဆရာတို့လည်းကြားသိမယ်လို့ထင်ပါတယ်အဲ့ဒီဝေဖန်မှုတွေပေါ်ဝေါ်ဆရာအနေနဲ့ပါများပြန်ပြီးတော့ဟိုပြောကြလို့လည်းဗျဝေဖန်မှုတွေကိုကျွန်တော်ကပစားနဲ့မတုံ့ပြန်ပါဘူးကျွန်တော်ထဲကလူငယ်တွေကတော့မခံနိုင်လို့ပြန်ပြောတာရှိချင်လည်းရှိမှာပေါ့ကျွန်တော်ကဘူးရခင်ဗျားတို့တော်များနဲ့ကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်ဖို့လိုတာကိုမီလီယံနေပြီးတော့နှုတ်နဲ့တုံ့ပြန်တယ်လို့ကျွန်တော်သိပြီးတော့ဟိုကျွန်တော်အဖွဲ့အစည်းအနေနဲ့မလုပ်ပါဘူးလူတူးချင်းအနေနဲ့သူ့ဆန္ဒလျော်ပြောတာတော့ပြောချင်လည်းပြောပြီးစီပေါ့ဒါကတော့သူ့မှလည်းခွင့်ရှိရှိပါ ဒါပေမဲ့ကျွန်တော်တို့ကလက်တွေ့နဲ့တုံ့ပြန်မယ်။လက်တွေ့ကကျွန်တော်တို့မူရီ policy တွေမှန်လို့ရှင်အဲ့ဒီကနေတိတ်သွားတယ်။ကျွန်တော်အဲ့လိုပဲယုံကြည်တယ်။လူတို့ကအဲ့ဒါကြီးကိုလက်ခံမှလည်းမဟုတ်ဘူး။မှန်သလားမှန်သလားဆိုတာလူတို့ကခွဲခြားနိုင်မှာပဲ။လူတို့ကိုကျွန်တော်တို့ယုံကြည်တယ်။ဒါမှမဟုတ်လူတို့ကမထောက်ပံ့တော့လို့ကျွန်တော်တို့ရှုံးသွားလည်းမတတ်နိုင်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကနောက်ဆုံးချိန်ထိလူတို့ပေါ်မှာယုံကြည်စွာသစ္စာရှိစွာတော်လိုက်သစ္စာနဲ့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်သွားမယ်ဆိုတော့ကျွန်တော်တို့ပြောချင်ပါအဲ့ဒါကြီးကိုကျွန်တော်တို့စကားနဲ့မတုံ့ပြန်လက်တွေ့ဘာလို့မြည်လဲအန်အာဒီဘာလို့မြည်လဲဆိုတာနဲ့ကျွန်တော်တို့တုံ့ပြန်ပါတယ်စောင့်ကြည့်ကြပါ နောက်တစ်ခုကဆရာတို့ရဲ့အခုချိတ်ဆက်မှုမှာဟို EAO တွေနဲ့ပါဆောင်ရွက်မယ်လို့ကျွန်တော်ပထမအင်တာဗျူးမှာတည်ထားပါတယ်အဲ့တော့ EAO တွေနဲ့ချိတ်ဆက်နိုင်မှုအပိုင်းကိုဗာမားပြောလို့ရမှာလေဗျာအာပြောလို့ရမှာလေဆိုတော့ EAO တွေကကျွန်တော်တို့ကဆက်ဆက်ပြီးသားကြီး KIA နဲ့နော်ဘိုးချုပ်ခွန်မော်တို့ကျွန်တော်တို့ကကာလာတစ်ခုကနိုင်ငံရေးလှုပ်ရှားမှုတွေမှာသဘောထားညီစွာရပ်တည်လုပ်ကင်ကြခဲ့တယ်သူအလားတူ KNU နဲ့ဆက်ဆက်ပတ်သက်ပြီးတော့ဒီနေ့ဒီလုပ်နေတဲ့လူတွေလည်းကျွန်တော်ထဲမှာပါအဲ့တော့ကျွန်တော်တို့ကသူတို့နဲ့ကျွန်တော်တို့က ဘဝရသဘောထားတွေညှိနှိုင်းပြီးတော့ပေါ်ပေါ်ဆောင်ရွက်ဖို့အတွက်ဘာမှနိုင်ငံရေးအရာလိုအပ်ချက်မရှိပါဘူး။ဘဝရ policy ကကျွန်တော်တို့ Federal Democracy ကိုစီအုပ်ချုပ်မှုဥပဒေဖြစ်မြောက်ရေးအတွက်လည်းသဘောထားတွေအမြင်ရှိပြီးသား။ဒါပေမဲ့ကျွန်တော်တို့ကအင်အားမရှိဘဲနဲ့သူတို့ကိုတွားပြီးတော့ပေါ်ပေါ်ဆောင်ရွက်မယ်။ဘာညာကြီးကြီးမပြောချင်ဘူးဗျာ။ပြောမယ်ဆိုရင်အဲ့ဒီခေါင်းဆောင်တွေအားလုံးကကျွန်တော်တို့ရဲ့လူပေါ်ကမ်းတွေ။ဘာမှမကြည့်ဘူး။ဒီနေ့ကာလမှာကျွန်တော်တို့ကအချိန်မှပြန့်နေတဲ့အင်အားတစုံတရာမရောက်သေးမီမှသူတို့နဲ့မပြောတာ။သူတို့နဲ့အခုမှမိတ်ဆက်မယ်လူတွေမဟုတ်ဘူး။ဘိုးချုပ်ခေါင်းဆောင်ဆိုတဲ့လူတွေ ျွန်တော်တို့က2000ခုနှစ်ဘဝကျင်လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကလေးကကျွန်တော်တို့ပို့အောင်ဆောင်ရခဲ့တာကျွန်တော်တို့တောင်ပိုင်းကဟဲနျူဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းပုဂ္ဂိုလ်တွေတော့ဟိုမှာမီဒီယာမှာမှတစ်ဆင့်အနေမှာနည်းနည်းသိရတော့ pro မန်ရှာနဲ့ကျွန်တော်တပေါင်းစုဖွဲ့ဖို့အတွက်6လလောက်စူးစမ်းခဲ့တဲ့ဖြစ်စဉ်တွေရှိပါဒါရီကပုဂ္ဂိုလ်ရေကိုကိုယူသိမှုတွေဖြစ်မှန်ဆိုလို့မပြောချင်ဘူးအဲ့တော့တို့နည်းအခုမှမေးဆက်ပြီးအခုမှခလဲတရလောက်ရှာမလိုဘူးလားကျွန်တော်အင်အားရှိတယ်ပေါင်းဖို့ဘူဟာရ policy တွေကလည်းတိတ်ပြီးအထွန်းကြီးစရာမလိုပါဘူးကျွန်တော်ဒါမှမဟုတ်အဲ့ဒါအတွက် အင်အားကြီးတက်မလို့အင်အားရှိမှကျွန်တော်တို့လုပ်ငန်းကင်ကန်းဆောင်ရွက်ရတာအဆင်ပြေမှာမရှိဘဲနဲ့သွားပြီးဓာတ်ပုံတွဲရိုက်ခိုင်းနေနေုံနေတော့မမေးလုပ်ငန်းမအောင်မြင်ပါဘူးဟုတ်ကဲ့ဆိုလိုတာကအဲ့လိုမျိုးဤယာဝရီစီကတစုံတရာအကူအညီများဆရာတို့အနေနဲ့ရယူနိုင်ဖို့ရှိမလားဆိုတော့မေးလို့တာပါဟာအဲ့ဒါကတော့ကျွန်တော်တို့အရာတစုံတရာရှိလာရင်သူနဲ့ဆက်သွယ်ပြီးသူတို့ဆရာကူညီတောင်းဘူးခုမှခရရေးဆိုတဏမမေးတိုင်းတော့ခြေတံပဲပဲပေးနိုင်နေဗျဟောဝယ်လို့လေးရတယ်လုံးမှာပေါ့ဗျခုလည်းဝယ်သုံးနေရတာပါပဲဒါပေမဲ့ကျွန်တော်စီရေးတွေ့ကြုံရရန်သူလက်နဲ့ အများစုဆိုတာချိန်မိုးရေးတိုက်ပွဲကတဆင်ရတာဘယ်လိုပတ်စံနေနေဝင်နေမှာမဟုတ်ပါဘူးတရုတ်ပြည်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်အောင်ပွဲရလာတဲ့ကန်လန်ထိုးစစ်ကာလမှာလက်နက်ကြီးတော်တော်များများကတိုက်ပွဲကြီးရတာနော်ဒါပေမဲ့အဲ့ဒီကိစ္စတွေဒီကျွန်တော်ဒီနေ့မသွားကျင်သေးပါဘူးဟုတ်ကဲ့ဆရာတို့နောက်ဆုံးအနေနဲ့ဆရာတို့အခု NRI ဖွဲ့စည်းမှုစုဖွဲ့မှုတလောက်ခွဲကျော်တဲ့အခါမှာအများပြည်သူအတွက်ကတခြား online အင်အားစုတွေအတွက်ကဘာဒီမဲ့ဆက်ပြီးတော့တရင်စကားပေးဖို့ရှိလဲ။ဒီလိုမျိုးရှိလာနေနေမှာ။ဟုတ်ကဲ့တရင်စကားပေးခြင်းတွေကတော့စစ်နိုင်တဲ့အာဏာသိမ်းရေး စစ်ပွဲအောင်နိုင်ရေးကိုဥတည်တဲ့အတွက်နော်စစ်ပွဲအတွက်လိုအပ်ချက်တွေတတ်နိုင်တဲ့ဘက်ကနေတတ်နိုင်တဲ့ဤသလားနဲ့ပံ့ပိုးကူညီပေးရပါကျွန်တော်တို့အားလုံး volunteer အနေနဲ့ပါဝင်ကြမှာဖြစ်ပါတယ်ပြည်သူလူထုမှတပါကိုယ်ကိုရမှရှိပါပြည်သူလူထုထောက်ခံရင်ထောက်ခံတော့ကျွန်တော်ဆက်လုပ်မယ်ပြည်သူလူထုမထောက်ခံတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တော်ရင်ရှုပ်မှာပေါ့ကျွန်တော်ရှင်းရှင်းလင်းလင်းသိရတယ်လည်းကိုကြည့်ချင်တယ်ဒီမှာလည်းရှင်းရှင်းလင်းလင်းပဲပြင်ပြီးတော့ရေးရှိအတွက်စဉ်းစားဆောင်ရွက်ပေးကြပါလို့မိတ္တာကပါ